မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီတစ်ခါတော့ဆရာကတောက်ကြသားသမီးကြီး2025ခုနှစ်လျှောက်လာပိုင်းအတွင်းမှာဘယ်ယာရီအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစီမလဲဘယ်ယာရီတတိထားစီနေရမလဲဆိုတာကိုဆရာကပြောပြပြီးမှဖြစ်ပါတယ်ခင်ဗျဥစွာပထမတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဘေးပညာတွေဝေးကွာလို့ကိုစီကိုစီကိုစိတ်နှပြကျမ်းမာချမ်းသာလို့လမ်းဖြာချပါစီကျောင်းဆရာကဒီကနေ့မေတ္တာဖို့ထောပနာပြုဆုတောင်းရင်းနဲ့ဒီ2025ခုနှစ်တောက်ကြသားသမီးမိတ်ဆွေတွေ မိတ်ဆွေတို့ရဲ့လက်ရှိယင်ထဲမှာလက်ရှိရှိနေတဲ့နေရာကနေပြီးတော့တဏှာရာကိုယုံထွက်ခြင်းနေတဲ့စိတ်ပြေးထွက်ခြင်းနေတဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးအလင်းစလိုခီးသွွားခြင်းနေတဲ့စိတ်တွေခီးထွက်ခြင်းနေတဲ့စိတ်တွေများစွာဖြစ်ပေါ်နေသောကာလဖြစ်တဲ့အတွက်တောက်ကြတော်သူမိတ်ဆွေများကိုလက်ရှိရှိနေတဲ့နေရာကနေပြီးတော့တဏှာရာကိုသွားရင်ကောင်းမလားဘယ်ကိုသွားရင်ကောင်းမလားဟိုကိုသွားရင်ကောင်းမလားဆိုပြီးတော့ရှိနေတာမျိုးလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခီးသွွားခြင်းနာမျိုးခီးထွက်ခြင်းနာမျိုးယုံထွက်ခြင်းနာမျိုးပြေးထွက်ခြင်းနေတဲ့စိတ်တွေဖြစ်နေတယ်လို့တော့ပြနေတယ်။ဟောပြီ။ဒါဆိုဒီသရာဘုရားမှာ ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အဖို့အစားသောက်နဲ့ပတ်သက်တာလေးတွေအပူဆက်နဲ့ပတ်သက်လို့ပရိသားပြပါခြေလက်အင်္ဂါနဲ့ပတ်သက်လို့ရှိရင်ထိခိုက်ရှာနာတာမျိုးရာသီချိုအပူပြောင်းကာလာလေးတွေကြောင့်ကျမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်အီမီနာစီရှောင်းစုဒါမျိုးတွေနဲ့ပတ်သက်လို့ဖြစ်ရတတ်တဲ့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာဆိုလော်ကီပညာရက်တွေဖြစ်တဲ့မကောင်းတဲ့အတက်ပညာတွေစုံနေအတက်ပညာတွေမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံရနိုင်တဲ့အတွက်ပရိသားဆင်ခြင်ရအတွက်လိုအပ်သောလဖြစ်တာကိုလည်းထပ်လောင်း ပြောပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဒီက2025ခုနှစ်6လပိုင်းတွင်မှာကျမအိုင်နဲ့ပတ်သက်လို့တော့အဲ့ဒါလေးတွေပေါ့ရာသီဥပြောင်းကာလလေးတွေကြောင့်ကြိုက်တာခဲတာနာတာကျင်တာမျိုးလေးတွေနဲ့ပတ်သက်လို့တတိထားပေးပါရှေ့လိုက်ရင်ကနေပတ်သက်လို့အထူးသဖြင့်ကလေးအသက်အရွယ်အပြင်73နှစ်ကလေးအောက်ကလေးငယ်လေးတွေမှာကျမအိုင်ပုံမှန်ဘီယူဆိုင်တင့်တော့လာဖြစ်ပါတယ်ကောင်းပြီဒီလာတာတော့ဒီမှာ လုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်လက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့ဘာကိုမစိုးကိုကဟိုနေရာလဲပါရဒီနေရာလဲပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်ပါတယ်ဒါပေမဲ့ကိုကိုတိုင်းစူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မဲ့လာဖြစ်ပြီးတော့ကိုကိုကကံဟာကိုယ့်ရဲ့လက်ထဲမှာမူတည်နေပြီးတော့စူးစမ်းရင်စူးစမ်းသလောက်ရရှိမဲ့ကာလလာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့်ဒီလာတာတို့တွေမှာဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်းဦးစီးဦးဆောင်လုပ်တဲ့အလုပ်ငန်းတွေကိုကိုယ်တိုင်းရှေ့တူဆောင်ရလုပ်တဲ့အလုပ်တွေမှာအားတာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လား ဖြစ်တာကတော့အတေကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေကဒီလတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်အမမိအမိခံလုပ်တဲ့လုပ်ငန်းတွေမှာပိုအကျိုးပေးတယ်ကိုကဥစည်းဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာအကျိုးပေးတယ်ဒါအပြင်လုပ်ငန်းကိစ္စအလုပ်ကိစ္စမှာလည်းများအကိုရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတော်လာဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေကနေပြီးတော့ကိုကိုယာလူတိုးပေးမယ်ယာလူတက်ပေးမယ်ပြောပြီးတော့လုပ်ငန်းနှစ်ခုတာဝန်နှစ်ခုအလုပ်နှစ်ခုလုပ်နေရတာမျိုးတွေလည်းကြုံရတာမျိုးတွေကြောင့်ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်တာလည်းဂျင်းတိအတိအကျပြောရပါတယ်ခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ဘလောက်ပဲခက်ခဲစီကမူအခက်အခဲမရှိဘူးလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်ရင်သာသမိကိစ္စလေးတွေကြောင့်အဝေးနယ်ဝေးကအဲငွေကြေးတွေနဲ့ပတ်သက်လို့မထင်မှတ်ပဲရရှိလာတာမျိုးပဋ္ဌာန်းဆက်တွေပုံကုတ်ဆက်တွေအကူအညီတွေရရှိတတ်တဲ့အတွက်ငွေကြေးဟာကိုယ့်ရဲ့စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မဲ့လာဖြစ်တဲ့အတွက်တော့ဘာမှစိုးရိမ်စရာမလိုဘူးအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီတောက်ကြသသမိတွေဒီလက်ထရလာတော့အတွင်းမှာဆိုရင်ဥပဒေချမှီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတဲ့အဲ မီယာထိုင်ခင်းတဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်။တန်တွတ်တဲ့ကွန်ပျူတာစာစီဆိုင်ရိုက်တဲ့ပတ်သက်တာတွေအထည်အလိတ် TT ဖက်အွန်လိုင်းဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေရှိလို့ဆောင်ရလောက်ဆောင်လို့ကောင်းတော့ကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင် လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေနဲ့ပတ်သက်လာရင်လုပ်ငန်းတိုးရှက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးရဲ့အကူအညီကိုရရှိတတ်တယ်ယာရုပြောင်းတာမျိုးဖြစ်ရင်ကောင်းမလားလက်ရှိရှိနေတဲ့နေရာမှာပို့ပြီးလှုပ်ဆောင်တင်သလားဆိုရင်တော့ရှိနေတဲ့နေရာမှာပို့ပြီးတော့စူးစမ်းတာပုံမှန်အကောင်းဆုံးဖြစ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ရှင်တဲ့ ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ထောင်နေတယ်အခုမှစတင်ပြီးတော့မိမိအမိခံလုပ်ပြီးစ조사မယ်ဆိုလို့ရှိရင်လည်းရတော့ကလာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့အရှားတနေရာကနေလက်ရှိရှိနေတဲ့အလုပ်ကနေပြောင်းပြီးအရှားတနေရာကိုပြောင်းလုပ်မယ်ဆိုရင်တော့မိတ်ဆွေတောက်ကြသားသမီးတွေကဒီလက်တာတော့ဒီမှာညံ့တာလေးကိုသတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပါတယ်လုပ်ငန်းတစ်ခုကနေတစ်ခုပြောင်းလာလို့ရှိရင်ဘာမှမထူးပဲနဲ့အချိန်တွေပုတ်တက်တယ်ဒါကြောင့်မလို့လုပ်ငန်းအသစ်စတင်ရတဲ့အတွက်လက်ရှိရှိနေတဲ့နေရာမှာအရှားတစ်ခုကိုပြောင်းလာမျိုးထက်ပုံပုံပြီးတော့လက်ရှိရှိနေတဲ့နေရာမှာစ조사တာကောင်းမွန်တော့လာဖြစ်တယ်ဒါအပြင် အမခံကိစ္စလေးတွေလက်လွန်ထားတဲ့ငွေကြေးလေးတွေပြောဆိုပါငါကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေပြီးပြရမဲ့ကာလဖြစ်ပြီးတော့အာသာကောင်းမွန်သောကာလဖြစ်တဲ့အထယ်အလိတ်ထိထိပြနှက်တဲ့ပတ်သက်တာတွေ online social media နဲ့ပတ်သက်တာတွေခြေတို့ဆောင်ရလှုပ်ဆောင်ပြီးတော့ အားသာကောင်းမွန်သောကာလဖြစ်တယ်။ကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်းရှေ့လို့ဆောင်ရလုဆောင်လို့ခေါင်းပါတယ်။ငကိုကအထက်လူကြီးကြီးကလေးနဲ့ပတ်သက်ပြီးတော့မိမိရဲ့အဖေတို့လူကြီးမိဘတို့တာသမီတို့နဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေရင်ဒီကာလတော့ဒီမှာနားပြေလည်အောင်ဖြည့်ရှင်းရင်အားသာပြီးတော့ကောင်းမွန်ပြီးတိုးတက်နိုင်သောလဖြစ်ပါတယ်။ဒါအပြင်တပည့်လက်သားလောင်းငယ်သားသသမီရဲ့အကူအညီရရှိတတ်တာမျိုးငကူကသသမီမရသူတွေသသမီရရှိတတ်သောအထောက်အပံ့အကူအညီကိုရရှိတတ်သောလဖြစ်တာအသေးစားပဲဖြစ်တယ်။ မင်းဆိုတော့ဒီလတာတော့ဒီမှာဆိုခྱི་သွားဆိုင်ရာကိစ္စလေးတွေခྱི་ထွားရတာမျိုးလေးတွေအာသာကောင်းမွန်တယ်လို့ပြည်တွင်းခྱི་သွားနဲ့ပတ်သက်တာမျိုးလေးတွေပြည်ပခྱི་သွားနဲ့ပတ်သက်တာလေးတွေအာသာကောင်းမွန်တိုးတက်နိုင်ပါတယ်ခင်ဗျနိုင်ငံခြား passport ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလရှေ့တို့ဆောင်ရလှုပ်ဆောင်ရတဲ့အတွက်အာသာသော ကာလဖြစ်တာလေအတေချာပဲလို့ဆရာကပြောရပါတယ်ခင်ဗျဒါအပြင် အထယ်လိုက်လုပ်ငန်းတွေလက်စစ်ပစ္စည်းလုပ်ငန်းတွေစောက်လုပ်ရေးလုပ်ငန်းတွေအဲရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲဆွမ်းလို့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေကိုယ့်အတွက် အကျိုးပေးအားသာပြီးတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်လှုပ်ဆောင်တော့အောင်မြင်မဲ့ကာလအပိုင်းခြားအပတ်တာတော့ဖြစ်တာတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်ရွှေရွှေနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်မှာရွှေလုပ်ငန်းတွေနဲ့ပတ်သက်လို့အကျိုးပေးတာမျိုးတွေတစိုးလက်ဆောင်ရရှိတတ်တာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မိတ်ဆွေအစ်စ်အပေါင်းအသင်းအစ်စ်တွေထက်မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေကပိုပြီးအကျိုးပြုစေနိုင်သောကာလဖြစ်တဲ့ လူငယ်တွေအရှိကြီးနဲ့ပတ်သက်လာရင်တော့မေတ္တာကြီးစာရှိစာအင်မတန်အသာကောင်းမွန်နေတဲ့အတွက်မိမိချစ်သောမြန်နိုးသောသူကိုဖွင့်ပြောတာမျိုးလေးတွေသမီးကြီးသားများအနေနဲ့အိမ်အောင်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုလုပ်ရန်ပတ်တော့အကောင်းဆုံးကာလအိမ်အောင်ပြုရန်စိတ်ဆက်ရန်လက်ထရန်တော့ဒီလဟာချိန်တိုးဆောင်ရွက်ရင်အသာကောင်းမွန်ပြီးတော့ကံကောင်းစေပါလေမကြမီဝါလဲဝင်တော့မှဆိုတော့မင်္ဂလာရလဲလာပြုလုပ်ရတာပေါ့နော်ကောင်းပြီဆိုတော့ဒါအပြင်မိတ်ဆွေ အဲတောက်ကြတာသမီးတွေကဒီတလတာအတော်အတွင်းမှာဆိုလို့ရှိရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်အစိုးရကအရေးကြီးတဲ့ပတ်သက်တာမျိုးပကြီးပပုဘေးရင်ဘီရနဲ့ပတ်သက်တာမျိုးစံကြံတရုပ်ဆောင်နဲ့ပတ်သက်တာအကျိုးပေးပင်မယ်လို့ပညာရေးနဲ့ပတ်သက်လာရင်တော့နိုင်ငံခြားပညာရေးကိစ္စလေးတွေပြည်တွင်းပညာရေးကိစ္စလေးတွေမှာတော့နည်းနည်းလေးသတိပြုရပါရဲ့အဲနည်းနည်းလေးရုံးကန်ရတာမျိုးလေးတွေခက်ခက်ခဲခဲလေးတွေစိတ်မပျော်တာမျိုးလေးတွေဖြစ်ရတတ်တယ်အထူးသဖြင့်ဘာကြောင့်လဲ မိသားစုကိစ္စအိမ်နွေကိစ္စလေးတွေမှာတဦးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ရင်ကိုပြဿနာပဋိပက္ခလေးတွေများနေတယ်အိမ်နွေရေးကိစ္စမိသားစုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါကိုကလုံးမပေးနိုင်ရင်ရင်ငုံနှုတ်ပိတ်ပြီးတော့နှုတ်ဆိတ်တာနေလိုက်ပါမဟုတ်လို့ရှိရင်ကိုကိုလာပြီးတော့ကိုကြောင့်ဆိုပြီးငကွားဖြစ်နေရအကောင်ကိုကဝင်ဖြစ်ချင်းကမှရှင်းလေရှုပ်လေဖြစ်ရတတ်တဲ့အတွက်အိမ်နွေရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာစိတ်ညစ်စရာလေးတွေစိတ်ပင်ပန်းစရာလေးတွေကြုံရတတ်တယ်လို့မိမိတို့ဖြစ်လို့သောကိစ္စဖြစ်ရှင်သောကိစ္စတွေကိုကြိုမပြောပါနဲ့ကြိုပြောရင်ပြတ်တတ်သောကာလ အကြအကြအစီအစဉ်နဲ့နှောင့်နှေးတက်တော့ကာလဖြစ်တဲ့အတွက်တတိယဆင့်ညင်ပြီးရအတွက်တော့လိုအပ်တော့လဖြစ်လာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်ညီအကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေစိတ်ပန်းရတာမျိုးလေးတွေမိမိဆွေမျိုးသားချင်းညီအကိုမောင်နှမပေါင်းခြင်းမှရှိတဲ့ညီအကိုမောင်နှမဆွေမျိုးသားချင်းလေးတွေကြောင့်စိတ်ပူပင်စရာလေးတွေစိတ်မောလူမောစိတ်ပန်းဖြစ်ရတာမျိုးလေးတွေကြုံရတဲ့အတွက်တော့တတိယဆင့်ညင်ရအတွက်တော့လိုအပ်တော့ကာလဖြစ်တယ်။စပစ်စီရင်နဲ့ပတ်သက်တာမျိုးလေးတွေကြောင့်အစ်စ်ဝင်လာတော့တတ်တယ်အစ်စ်ဝင်လာပြီးတော့ မိတ်ဆွေတို့အနေနဲ့အဲဆွမ်းနာလိုစက်ပစ္စည်းရင်နဲ့ပတ်သက်လို့အသစ်ဝင်တတ်တာမျိုးလေးတွေလက်ရှိရှိနေတဲ့လက်အတွင်းမှာကင်ထားတဲ့ဖုန်းတို့ fancy ပစ္စည်းတို့အသစ်ဝင်တာအသစ်ဝင်တယ်ဆိုပေမဲ့အဟောင်းကပြတ်မှာအသစ်ကဝင်မှာဆိုတော့ပြတ်ချပြီးတော့အသစ်လဲရတာမျိုးမဖြစ်မနေအသုံးပြုလိုက်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးလို့ပြောရမလားအယမ်းမှန်နေစရာရတဲ့တို့အပြင်မိတ်ဆွေတို့အနေနဲ့တောက်ကြတာမျိုးမိတ်ဆွေတွေဒီလာတာတော်တွင်မှာဆိုလို့ရှိရင်အဲ ဈာသုံးချမဝင်ကောင်းပါဘူးသူများရဲ့ရဲ့မိသားစုဝင်ဈာထဲမှာဖြစ်စေအိမ်တော်ကြီးဈာထဲမှာဖြစ်စေညီအစ်ကိုမတော်မှဈာထဲမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေအလကားကိုမုန်းခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အဲစေတနာတွေမပူပါနဲ့အာနာရင်ခါပါတတ်တော်လားဖြစ်တာအတေကြပဲဖြစ်တယ်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုကအတွေးနဲ့နဲ့လွန်နေတယ်တဦးတည်းတယောက်တည်းအတွေးခေါ်နေတာမျိုးဘယ်ခါနေစတင်လို့ရမလဲဆိုတာထပ်ကိုခྱི་သွားတာမျိုးခྱི་သွားကိစ္စလေးတွေကပို့ပြီးအကျိုးပြုအားသာစီတယ်ပရိသတ်စင်ကြီးကမှတောက်ကြရတယ်ဒီလဟာ ြီးခဲ့ပြီးတော့ကိစ္စဖြစ်ခဲ့ပြီးသားကိစ္စတွေကိုကိုကိုပြန်ပြီးတော့တပားလူကချိန်လျှောက်တာမျိုးဖြစ်စေကိုကိုတိုင်ကိုကိုတူတယောက်ကအဲစိတ်ညစ်အောင်လုပ်တာမျိုးတွေကိုကိုတိုင်ရဲ့ trauma တွေမှာလည်းဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေငါတိထပို့ပြီးတော့ဘာဖြစ်ရင်ကောင်းမှာဒီလိုလေးလုပ်ခဲ့ရင်ကောင်းမှာဆိုတဲ့စိတ်ကလေးတွေနဲ့ trauma လေးတွေရပြီးတော့စိတ်ဓာတ်ကျတဲ့ဘက်ကိုရောက်ချစ်တတ်တဲ့အတွက်အတွေးမများစီပါနဲ့ meditation လုပ်ပြီးတာမျိုးတရားထိုင်ပြီးတာမျိုးများများလုပ်ပြီးပါလို့ဆရာကအကြံပေးလိုပါတယ်ခင်ဗျတို့အပြင်မိတ်ဆွေတို့အနေနဲ့ လူဆွဆွဲခံရတာမျိုးတွေသူများရုပ်ဆွဆွဆွဲခံရတာမျိုးတွေပဝန်းကျင်မှာတပုတ်လီလွင်ပြောခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်မရှင်းမှလည်းရှင်းရင်ရှင်းလေချုပ်လေဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ရင်ပြပါကိုကိုမဟုတ်တမ်းရဖြစ်စေဟုတ်တဲ့သတင်းဖြစ်စေမဟုတ်တဲ့သတင်းဖြစ်စေမကောင်းပြောတာမျိုးတွေလူတွေရဲ့သဘောအရာ ဝေဘာနာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်သတိကြပါပြီးတော့အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်တာတွေအများနဲ့ပတ်သက်တာတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာကိုကဥဆောင်လောက်တာမျိုးလေးတွေမှာဝေဘာတိုက်ခိုက်ခံရတာမျိုးလေးတွေအပြစ်တင်ဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီ channel လေးတွေကိုသတိပြုဆင်ခြင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျဆွေမျိုးသားချင်းသားသမီး ဆွေမျိုးသားချင်းနဲ့ပတ်သက်လို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးမျိုးကိုမောင်နှမတွေနဲ့ပတ်သက်စိတ်မောလူမောဖြစ်ရတတ်တယ်။စေတနာတွေဝေဒနာဖြစ်ရတတ်တယ်။အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စညီကိုမောင်နှမကိစ္စတွေကိုလော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 အလင်းစလို့မဆုံးဖြတ်ပါနဲ့။မိသားစုရေးအိမ်တွင်းရေးကိစ္စလေးဒီမှာအမွေကိစ္စလေးတွေအမှုကိစ္စလေးတွေညီကိုမောင်နှမသွေးချင်းပြဿနာတက်ရတာမျိုးလေးတွေအဲနားလည်မှုလွဲရမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်တယ်လို့ဘာကိုလှုပ်လို့အလင်းစလို့မလှုပ်ပါနဲ့သတိထားစင်ကြင်မှာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ချစ်သူကြီးစားဖူးစာဘတ်ပေါ်တတ်တယ်လို့ လူတောက်ရတောက်ပြီးမိတ်ဆွေများသမီးစားများဖို့ကတော့အိမ်တော်ဖြူရန်စီးဆက်ရနှစ်လွာပေါင်းမှတရွတ်ဆိုတဲ့ဒါအိမ်တော်ဖြူစီးဆက်ရင်ရှစ်တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမွန်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေ တောက်ကြသမီးများအနေနဲ့ခီးထွက်တာမျိုးဘာလို့လို့လမ်းစားပြောင်းနေခီးထွက်ရတာမျိုးခီးထွက်လိုက်တာမျိုးကပုံမှုကြိုးပေးပြီးတော့အလုတ်ရှာနေသူတွေလက်ရှိရှိနေတဲ့ပတ်ဝန်းကျင်မှာရှာနေတာမျိုးထက်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေလှုပ်ဆောင်လို့ကောင်းတယ်နိုင်ငံခြားခီးသွားပတ်စုလုပ်ငန်းဗီဇာလုပ်ငန်းပြည်တွင်းပြည်ပခီးသွားနဲ့ပတ်သက်ရင်ချစ်တူအားသာကောင်းမှုပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအထယ်လိုက်ထိတိဖနက်နိုင်ငံခြားအဆရှိတဲ့လုပ်ငန်းတွေနေရာတိုင်းရဲ့ OA ချန်ပီယံနဲ့ပတ်သက်တာတွေအမှုကိစ္စအမွေကိစ္စ နမှုကိစ္စလေးတွေဖြစ်နေတာမျိုးတွေအရှုံးအောင်ကိစ္စလေးတွေပြီးလက်ဆတန်းတန်းဖြစ်နေတာလေးတွေကိုပြီးပြတ်အောင်ဆောင်ရနိုင်တော့လာဖြစ်တယ်ဒါပေမဲ့တိထားလို့လားဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဦးစီးဦးဆောင်လုပ်ရတယ်ဒါပေမဲ့လက်ရှိရှိနေတဲ့အလုပ်ဒါပို့ပြီးတော့တော့စူးစားရုံးကန်ရတာရုံးကန်တာတော့မပါဘူးပို့ပြီးတော့စူးစားပြီးတော့ဥဆောင်လောက်ရတဲ့အတွက်တော့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တာမျိုးကိုကတလောက်ကလုံးမှာကိုလာလို့လုံများတဲ့သူမရှိဘူးလို့ထင်တာပဲမျိုးလေးတွေကြုံအားတက်တယ်လို့ ယာနုတော့မတက်သေးဘူးယာနုတက်မဲ့အလုပ်တွေတာဝန်တွေကိုထမ်းဆောင်နေရတာမျိုးလေးကြုံရတတ်တယ်ဒါအပြင်ဒီလက်တာတော့တွင်မှာတင်းငွေတို့သာသမီတင်းငါသာသမီတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအားသာစေပါတယ်ငွေကြီးနဲ့ပတ်သက်ရင်လည်းဘလောက်ပဲခက်ခဲစီကမှငွေကြီးဟာလက်ရှိရှိနေတဲ့အနေထားအတွက်နှိမ့်ချသွားနိုင်စရာဘာမှမရှိဘူးငွေကြီးဟာထီကန်ဆန်းလာမျိုးတွေအကျိုးပေးအားသာကောင်းမွန်စေပါတယ်အကျိုးပေးစေတော့အယောင်နေနဲ့ဆိုရင်တော့အနီရောင်အသားရောင်ဆင်ဆွဲရောင်တွေ အစိမ်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမွန်စေပြီးတော့ကံကောင်းစေပါတယ်အချို့ပြီးတော့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့လျှောက်ကဏ္ဍခုနှစ်ကဏ္ဍနဲ့နှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမွန်ပြီးတိုးတက်ကံကောင်းစေနိုင်ပါတယ်လာတိုင်းလာတိုင်းမှာမိတ်ဆွေတို့အနေနဲ့အဲဘာကိုလှုပ်လှုပ်မိတ်ဆွေတို့နဲ့ဒီလတာတို့ကအချိုးပေးစီတော့အရက်ဟာအရှိမြောက်တောင်အရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိအရက်ဖြစ်ပါတယ် အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါကျရင်မိမိတို့ရဲ့လိုရာမှုကိစ္စတွေပြောဆိုဆောင်ရွက်ရတဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအောင်မြင်စင်ပြီးတိုးတက်စေရအောင်ကမိတ်ဆွေတို့အနေနဲ့အကြံစီတွေအောင်မြင်ထမြောက်စေဖို့အတွက်မိမိရဲ့လက်အတွင်းမှာ အစိမ်းရောင်ဂျိုးကလေးတစ်ချောင်းဖြစ်စီသူမဟုတ်လို့ရှင်အစိမ်းရောင်စကတ်ထူဆိုင်ရကလေးတစ်ခုကိုဖြစ်စီအိတ်ကအတွင်းမှာသူမဟုတ်လို့ရှင်ပတ်စံအိတ်အတွင်းမှာဖြစ်စီလက်မှာခြိသွားတာမျိုးလေးဖြစ်စီဆောင်သွားတာမျိုး၊ကင်သွားတာမျိုးလုပ်ပြီးတော့ပြောဆိုဆောင်ရရင်လိုရာပြေဝပြီးတော့အောင်မြင်တိုးတက်ပြီးတော့အာတာကောင်းမှုပြီးတော့ထမြအောင်မြင်စေပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဒီလက်တာတော့ဒီမှာအိမ်အောင်ကြီးနဲ့ပတ်သက်ရင်ဝေးကွာနေတော့အိမ်အောင်ရှင်များဖို့ပြန်လဲစုံစည်းရတာမျိုးလေးအဆက်အသွယ်ပြန့်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဝေးမှာရှိတဲ့အဆက်အသွယ်ပြန့်နေသောဆွေမျိုးသားချင်းအိမ် ောင်ဘက်နဲ့ပတ်သက်ပြီးပြန်လဲသတင်းကြားရတာမျိုးအဲဆွေမျိုးသားချင်းညီကိုမောင်နှမကိစ္စလေးတွေကြောက်အလူတန်းကိစ္စလေးတွေကြားရတာမျိုးဝမ်းသာစရာသတင်းတွေကြားရတတ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဖယားဇီရီကြောင်းတိန်ဘရုံဝင်နဲ့အိမ်မှာဆွဲမှတ်ရင်တော့အဲ့ဒီနေရက်ကိုဆွဲပြူပြီးတော့ထီကန်ဆန်းလိုက်တာမျိုးထီထိုးလိုက်တာမျိုးလုပ်ပါဂျင်းတီပေါက်အခွင့်အလမ်းကောင်းတွေရရှိပြီးတော့လက်ခံောင်းခတ်လောက်အောင်မြင်လာပါလိမ့်မယ်။မိတ်ဆွေတို့အနေနဲ့တကယ်ကိုထိထိရောက်ရောက်တိုးတက်စေပါလိမ့်မယ်ခင်ဗျာ။ဒါအပြင်သူများကျွေးတဲ့အစားအစာလေးတွေ ဆုံးတိုက်တာဒီတယောက်တည်းစကားများလိုက်တာရှာဖို့ရှိတာတာဆိုဆုံးနေလှုပ်လာအောင်မှာဆိုတာမျိုးမှာကောင်းတဲ့အတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံရတတ်တဲ့အတွက်တော့တတိထားစီရင်မေးရန်အတွက်တော့လိုအပ်တော့လားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါစေအာမနာပါနဲ့ပြီးတော့စေတနာမပူပါနဲ့ဖြစ်ရှင်တဲ့အရာတွေကိုကြုံမပြောပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြလိုက်ပါစေခင်ဗျာဘာကိုဖြစ်ဖြစ်မိတ်ဆွေမှာအကြံစီအတွေးခေါ်ရှိရင်တွေးခေါ်မနေပါနဲ့ထပ်လောက်လိုက်ပါဒါပေမဲ့ကိုနဲ့ဆိုင်တဲ့လူတွေကိုလည်းထပ်လောက်ပါ ူနဲ့မဆိုင်တဲ့အလုပ်တွေကိုထမလုပ်ပါနဲ့မိသားစုရင်တုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာတွေကတော့ကစားတွေထပေါ်တတ်တဲ့လာဖြစ်တဲ့အတွက်သတိပြုပါမယ်အိမ်တွင်းရင်ညံ့နေကောင်းပြီပညာရေးနဲ့ပတ်သက်ရင်လည်းအားနည်းရာမျိုးထပ်ရုံးကန်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကိုတက်မြောက်ပြီးတော့ပညာကိုချေတိုးဆောင်ရပါအသစ်ထပ်တင်နေပါနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်ပါတယ်ဒီလတာတော့ဒီမှာမိတ်ဆွေတွေလို့နေနဲ့ဒီတလတာလုံးမှာသတိထားစင်ရမှာတော့ဘာကိုလှုပ်လှုပ် ဇနီးသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးအရေးကြီးတဲ့ကိစ္စတွေကိုစနေရက်တွေမှာပြုမှုဆောင်ရွက်လှုပ်ဆောင်တာမျိုးကကံကိုအားနေစေပြီးတော့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာဇနီးနေ့တို့เนาะအနက်ရောင်တို့ဒါပြီးတဲ့အခါမိတ်ဆွေတို့နဲ့မီးခိုးရောင်တို့မိုးပြရောင်တို့ဝစ်စင်တာကိုတတိထားဆင်နေပြီးတော့ဝစ်စင်ပြီးဖို့လိုအပ်ကြောင်းနဲ့အကြံကြာအခက်အခဲလေးတွေပေါ်တက်တဲ့အတွက်တတိပြုစီနေရလိုအပ်ပါတယ်။တောက်ကြသားသမီးဆရာငယ်ရဲ့မိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်တော့ဖြင့်ဘဂဝါဆိုသောကုံတော်ပတိကိုတနေ့ကိုသုံးပတ်နှုံးနဲ့ ကိုရတ္တိတ္တိအဋ္ဌံပြုလိုက်ပါမိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရအောင်မြင်ပြီးတော့အခက်အခဲတွေပြေပြောက်သွားစေပါလိမ့်မယ်အဆက်ဆက်ရရအစင်းပြီးအောင်မြင်တိုးတက်စေပြီးတော့နော်ကံကောင်းစေရန်အတွက်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ရောင်းဖတ်စေရန်အတွက်ရောင်းကုန်ပစ္စည်းတွေရောင်းထွက်စေရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်တရင်းစာဆက်ကူကလစ်နဲ့6ချက်တိတိရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့6ချက်တိတိရိုက်ပုတ်ထိတွေ့ပြီးတော့ ရောင်းလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပြင်ကားပြီးကုန်ပစ္စည်းတွေအယောင်းတွေအယောင်းထပ်သွားပါလိမ့်မယ်ခင်ဗျာတော့အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်တောက်ကြသားသမီးများငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရရှောက်လာပိုင်းတွေမှာအစင်ပြီးစီရင်အတွက်ဆရာတို့ကျွေပကံများတစ်ချက်ထဲမှာလာပန်လို့ရေးပါကျွေပကံများတစ်ချက်ထဲမှာလာပန်လို့ရေးလိုက်ပါပကံများပေါ်မှာစော့ပြင်းတဲ့ ဘာရောင်နဲ့ရေးရတယ်လာပန်လို့ရေးဒါပြည့်ဆရာတို့ဈေးထဲမှာမတ်စေတော့မဟုတ်အကျွေးစီကလေးတစ်စိကိုရှာလိုက်ပါမတ်စေတော့မဟုတ်အကျွေးစီကလေးတစ်စိဆရာတို့ထိုင်းမှာဆိုရင်လည်းမတ်စေလေးသုံးတယ်လေအကျွေးစီဘတ်စေလည်းရတယ်အဲ့ဒါလေးတစ်ခုကိုတင်လိုက်ပါတင်ပြီးသွားတဲ့အခါအကျွေးစီကိုအလဲမှာတင်လာပန်လို့ရေးအကျွေးစီကိုအလဲမှာတင်အပေါ်မှာ အဲ့ဒီ message အပေါ်မှာဖျောင်းနိုင်တဲ့တိုင်းတင်ထွင်းပြီးတော့အစိမ်းအောင်ထွင်းရပါမယ်ပြန်ပြောပြမယ် message တစ်စီကိုကျွေးပကံများတစ်ချက်တည်းမှာလာပန်လို့ရည် message တစ်စီကိုအလဲမှာတင်အဲ့ဒီ message ပေါ်မှာဖျောင်းနိုင်အစိမ်းအောင်လေးတစ်တိုင်းကိုတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဈေးဆိုင်တို့မဟုတ်အမြင့်တနေရာမှာတို့မဟုတ်စပွဲပုံပေါ်မှာတင်ပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်အတွက်เนาะဖျောင်းနိုင်တဲ့တိုင်းတင်ထွင်းမှာတစ်လလုံးထွင်းလို့ရပါတယ်ဒါဆိုမိတ်ဆွေတို့ရဲ့လုပ်ငန်းကံကအလုပ်ကိစ္စတွေပိတ်နေတဲ့လက်လာပါတွေအလုံးချောမွေသွားပါလိမ့်မယ် ဖရာဥစဉ်ပေါ်မှာဖရာចောင်းဆောင်ပေါ်မှာမဟုတ်ဘဲနဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းအမြင့်တနေရာမှာတွင်ထွင်းလိုက်ပါပိတ်နေသောလက်ဒီပွင့်လန်းပြီးအဆက်ဆက်ရရာအစဉ်ပြေအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်တောက်ကြသာသမီမိတ်ဆွေတွေအတွက်အဆက်ဆက်ရရာအောင်မြင်တိုးတက်လို့ယရနာစိန်ကျောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေចောင်းဆရာကဆုတောင်းပေးလိုက်ပါတယ်ဆရာငယ်နောက်မှာပေးတင်မိချင်း0939293လေးတခြား7902290416 WhatsApp Telegram မှာဖြစ်စေ Viber မှာဆက်သွယ်မိမနိုင်သလို Viber နောက်တစ်လုံးရှိပါသေးတယ်963 5050 92ဖြစ်ပါတယ်ခင်ဗျာအခြားဆရာ TikTok Messenger ကနေလည်းဧည့်သည်လက်မှတ်ခံသလိုအခုလိုရုပ်ချော်ချော်လေးနဲ့ live လွှင့်တာကဒါဆရာငယ်အစ်စ်ဖြစ်ကြောင်းနဲ့ဆရာငယ်နားမှာကျွန်းနဲ့တန်လျက်နဲ့ကျွန်းနဲ့တန်လျက်နဲ့လက်ွက်အဆောင်လက်ပတ်ကြိုးတွေမှာလို့ရပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေအားလုံးယရနာစင်ကြောက်ဇေတောက်တိုင်းကစားလို့အဆက်ဆက်ရအောင်ရင်တိုးတက်ကြပါစေနောက်တစ်ခါတော့ မနေကြအောင်เนาะနောက်ဆုံးပဲအိတ်နဲ့လွယ်မယ်စနေနေ့လည်းရောဆရာ အခါပြပါမယ်ဂျေဆုတမားလေး